ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါလူမဲဖုံးကြည့်တော့နှက်မဲမနေနိုင်ဆိုတာအခုမှလက်တွေ့မြင်ရကြရတော့တယ်လူမဲဖုံးကြည့်တော့နှက်မဲတော့မနေနိုင်ဘူးစီဒီယန်ဆရာဝန်နေစေပညာတင်ကားတဲ့အခါကတင်ုံတက်မြောက်ပြီးလို့ဘွဲယူစင်အခါကဆိုးခဲ့ဘူးတဲ့ကျန်းတစ္ဆာတွေကြောင့်ကျန်းစူးပြီးတစ္ဆာဆူကြတယ်ထင်ပါရဲ့ ရှမ်းကယားနယ်စပ်ကနိုင်ငံတော်ကိုလက်နက်ကင်ပုံကန့်နေတဲ့အရန်ဖတ်သမားတွေကိုစေကူတာပေးနေတဲ့ CDN ဆရာဝန်တွေရဲ့ညွေဦးအားမှဆေးကန်းကိုမိုးချိုးပစ်ခံရပါတယ်။နော်ဆိုတော့ဒီချိန်လေးနဲ့ပတ်သက်လို့ကျွန်မစကားလေးတစ်ခုမှရိုးရိုးရှင်းရှင်းပြောပါရစေ။ဒါဟာကန်ကန်ရဲ့အကျိုးပါလေ။ကိုဆိုင်ပြောတာကိုကိုပြန်ရိတ်သိမ်းရတယ်ကိုပြုတ်တယ်ကံကိုထံကိုဒီဇိုင်းမမပြန်လာပါတယ်လူမင်းဖုန်ကြီးတော့နှက်မင်းတော့မနေနိုင်တော့ပါဘူးဆိုတဲ့အကြောင်းလေးပဲရိုးရှင်းရှင်းပြောချင်ပါတယ် ဘာလို့လဲဆိုတော့ကျမကနတိကိုကြိုးတုပ်ရိုက်ပြီးသူရဲကောင်းဘွဲခံရတာမကြိုက်ဘူးလေနတိကိုကြိုးတုပ်ရိုက်ပြီးသူရဲကောင်းဘွဲခံရအောင်လဲကျမတို့စိတ်ဓာတ်ကအောက်တက်မကြတဲ့ခါကြတော့ဩ PDF ဒီနဲ့ကရားတပုံဒီ CDN ဆရာဝန်တွေမိုးချိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လဲမိုးချိုးပြစ်ခံရတယ်ပေါ့ထလောက်ပါပဲတကယ်လို့များအဲ့နေရာမှာတက်မတော်ရဲ့တက်စကန်တစ်ခုသို့မဟုတ်ရှေးတဲ့စစ်မျက်နှာပြင်မှာရှိရတက်မတော်ရဲ့ကာကဲစကန်တစ်ခုခုကိုမိုးချိုးပြစ်ခံရတယ်ဆိုရင်ကျင်းတေပေါက် အဲ့ရှိသမျှပြည်ဖြတ်မိရာအကုန်လုံးနဲ့ရှိသမျှပြည်ပကအွန်လိုင်းအားချောင်းလေလိုင်းတန်လူသက်သမားတွေ DJ ဖွင့်ပြီးတော့ကချလိုက်မယ်ထင်တယ်သူတို့အားရဝမ်းသာနဲ့ပျော်ကြွှင်ကြနေတယ်သူတို့အောင်ပွဲခံကြမယ်ကျင်းတည်ပါခင်ဗျားတို့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်တကယ်လို့များနှွေးဦးအားမဲ့ဆေးကမိုးချိုးပစ်ခံရတာမဟုတ်ဘဲနဲ့တက်မတော်စကန်တစ်ခုခုမိုးချိုးပစ်ခံရတယ်သူတို့စိတ်တဲ့အောက်တန်းကြောင့်မှုတွေခင်ဗျားတို့မြင်ရတွေ့ရလိမ့်မယ် เนาะအဲ့ဒီလိုမျိုးစိတ်ဓာတ်တွေအောက်တန်းကြလို့လေကံကံရဲ့အကျိုးပေးတယ်လို့ပဲကျွန်မရုပ်ရှင်နဲ့သုံးသပ်ပေးခြင်းပါတယ်เนาะအမြစ်တာရေခံပေးခြင်းကကျွန်မမျက်ခုံးတက်တူထိုးထားပါတယ်ကျွန်မရဲ့ညမလေးကမနေ့ကသူတန်တန်းဆင်းတယ်မျက်ခုံးတက်တူတန်တန်းတက်နေတာတန်တန်းဆင်းတော့ပထမဆုံးကျွန်မကသူလက်တယ်ဆမ်းပြီးတော့မျက်ခုံးတက်တူထိုးပေးလိုက်တယ်ဆိုတော့ဟာအခုမှထိုးတာဒါဆိုတော့ကြည့်ရတော့တော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဇူဒမီမျက်တာရေခံပါတယ်เนาะတိခံပြီးကြည့်ပေးပါရှင်ဒီမျက်ခုံးတက်တူကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့เนาะအာ မေတ္တာရခံပါရဲ့လို့ကြိုတင်ပြီးတိခါမိကြည့်ပြပါလို့နောက်နောက်ထပ်သတင်းတစ်ခုကသတင်းကောင်းစဉ်ကိုတော့ကိုတိုင်းသာဖတ်ကြည့်တာကျမပါဇက်ကပြောလို့ရှိရင်တော်တော်ကကျင်းသေးပါအောင်ဖျက်ချလိမ့်မယ်ရှေ့ရတုန်းကလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျမတွင်းတွင်းကြဲကြဲပြောခဲ့တယ်ပြောလိုက်ပေမဲ့ကျမတော်တော်ကောင်းကအဖြတ်ခံရတယ်ဟာငလျင်တုန်းကလည်းငလျင်ကြောင့်ပလီပြောတာကိုစိတ်ဟနာရှင်နဲ့မဘာသားတွေမျိုးသားကြီးအစွန်းရောက်တည်ကြောင့်ပါဆိုပြီးတော့ ဗလီဆရာတယောက်ကပြောဆိုမှုကိုကျွန်မတုံ့ပြန်လိုက်တယ်။တက်တော့ကကျွန်မအကောင့်ကိုချက်ချင်းအဖျက်ခံရတယ်။ကျွန်မအကောင့်လည်းအနီးကပ်ပြသွားတယ်။ဒါတောင်တပတ်အုပ်စုတွေကစက်ကောင်စီကသူတို့ဝေဖန်တဲ့လူတွေဖမ်းတယ်လို့လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်ထားတယ်လို့ပြောကြသေးတယ်။နောက်ကျွန်မဆိုလို့ရှိရင်ဆဲရာဆိုတာရိုင်းဆိုင်တာတစ်ခုမှမပါပဲနိုင်ငံရေးစကားပဲနိုင်ငံရေးပီတာစွာရည်ကြီးစွာပြောလို့ရှိပေမဲ့ကျွန်မအကောင့်အဖျက်ခံရတယ်။ဒါကြောင့်မလို့ဒီဒီကိစ္စပေါ်မှာတော့ထူးထူးမှတ်ချက်မပေးလို့ဘူး။ အဲပြီးခဲ့တဲ့နှစ်ရက်ကမှဒီကိစ္စနံပါတ်တွေလို့တွင်းတွင်းကြဲကြဲကျွန်မပြောထားတာကန့်ကွက်ထားတာစန့်ကျင်ထားတာရှိတယ်။နားထောင်ခြင်းနဲ့လို့ရှိရင်ကျွန်မအကောင့် TikTok အကောင့်ထဲမှာနမဟာသွေးအမျိုးသားရေးဝါကြီးဆိုတဲ့အောက်မှာကျွန်မရဲ့ YouTube link ရှိတယ်။ YouTube မှာဝင်ကြည့်ပါရှင်။ TikTok မှာတင်လို့မရတာလေ YouTube မှာတင်ထားပါတယ်။တချို့ဇာတ်ကြီးကတန်ဖိုးရှိတဲ့အတွက်နားထောင်စေချင်ပါတယ်။နော်။နောက်ထပ်ဇာတ်တစ်ခုက KIE ကရှမ်းပြည်တိုင်းရင်းသားရှမ်းပြည်လူမျိုးစုစုစုပေါင်း460ကျော်ကိုဖမ်းဆီးတဲ့ကိစ္စ ပြီးခဲ့တဲ့ဇန်နဝါရီလရဲ့ကဖနာအခုဆို3လကျော်လေးလကြတဲ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပဲနဲ့ရှမ်းနီတိုင်းရင်သား460ကျော်ကို KIA ကအတင်းအဓမ္မဖမ်းဆီးပြီးတပ်ပအဖွဲ့စုဆောင်တဲ့ကိစ္စဖြစ်တယ်။အခုလိုမျိုးအတင်းအဓမ္မလက်နက်အောင်9နဲ့တပ်ပအဖွဲ့လူ460ကိုတပြိုင်တည်းဖမ်းသွားတဲ့ကိစ္စပေါ်မှာ BOE လို့ BBC တို့ RFA တို့နော် RFA ကတော့သူ့ဘွားသူနီကုံချုပ်သွားပြီမြန်မာနိုင်ငံတို့မင်းစီမာတို့ခက်တက်တို့အပေါက်တေပိတ်နေကြတယ်တရားမျှတပါလေဆိုတဲ့လေးလိုင်းတန်လူတက်သမားနိုင်ငံသားက online အားချောင်ဖွဲ့ရင်ဗဇက်ပေါက်ပိတ်နေကြတယ်တက်မော်ကြတော့စစ်တပ်ကဟိုနားမှာပေါ်တာဆွဲတယ်ဒီနားမှာပေါ်တာဆွဲတယ်ပြောပေမဲ့ KIA ကလူ460ကျော်ကို တခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ် KIA တွေလူပေါင်းဝါရာများနေပြီလို့ပဲကျွန်မပြောချင်တယ်နောက်တစ်ဆက်ထဲမှာပဲ KIA ကရှင်ရောရှင်ဝင်လာပြီနော်ခဏလေးရှမ်းပြည်မြောက်ပိုင်းရှမ်းမြောက်မိုင်းရော်တိုက်နယ်မန်ကျူရွာကသာသနာပိုင်မြေတွေကို KIA ကစခန်းချတက်ဆွဲထားတဲ့အတွက်ဒေသခံတွေကကတ်ကွက်နေကြပါတယ်သာသနာပိုင်နေမြေရဲမှာ KIA စခန်းချတဲ့အပြင်အဲ့ဒီမှာရှိတဲ့ နေအိမ်တွေကိုတင်းဖယ်ချခိုင်းနေပါတယ်ဆိုပြီးတော့အဲ့ဒီမှာကက်ကွက်ဆန္ဒပြမှုတွေရှိနေတယ်ရှမ်းမြောက်ပိုင်းမိုင်းရော်တိုက်နယ်မန်ကျူရွာအဲ့ဒီမှာဒေသခံတယောက်ရဲ့ပြောဆိုမှုကပါလဲဆိုတော့ဒီကောင်နေတဲ့ဘုံကြီးကျောင်းထဲမှာတာသနာပိုင်နေမိနဲ့မတက်ဆွဲထားလို့ရှင်စက်တက်ကလာပြီးဘုံကျဲမှာပဲဒါဆိုရင်ကျွန်တော်တို့ဘုံကြီးကျောင်းနေပြက်စီရနေမယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုံကြီးကျောင်းမှာကျွန်တော်တို့တာသနာအမည်မှာလက်ခံမပေးနိုင်ဘူးတဲ့ မားတို့တက်ဆွဲခြင်းစခန်းချခြင်းခမားတို့ရပတ် sorry ခမားတို့ခရိယံကြီးရဲ့ချက်ကြောင်းထဲမှာသွားပြီးစခန်းချပါဆိုပြီးတော့စခန်းချပြီးတက်ဆွဲပါဆိုပြီးတော့ဒေသခံတွေကကက်ကွက်ရှုပ်ချနေကြတယ်။သူတို့စင်တာကဒီကချင်းတို့ဒေသခံတွေတိုင်းရင်းသားတွေပတ်လောင်တို့ဒေသခံတိုင်းရင်းသားတွေအာဒီလိုမျိုးရှမ်းမြောက်ကရှမ်းတိုင်းရင်းသားတွေလို့တချို့တိုင်းရင်းသားတွေထဲမှာလည်းတချို့သောတိုင်းရင်းသားတွေကဒီလိုမျိုးစိတ်သက်ပြီးဝပြီးတော့ နော်အတိညာပြေးသွားတဲ့တိုင်းရင်းသားတွေရှိတယ်။သို့တော့ဗမာတွေကတော့ပိတ်နေကြတော့မယ်။ဘသူတွေပိတ်နေတာလဲဆိုရင်ဘကူရအနောက်ပိုင်းမင်းလာမျိုးနဲ့ကဗမာတွေပိတ်နေကြတယ်။အခုစစ်တပ်ကိုတို့တို့တိုက်နိုင်နေတဲ့စက်ကောင်ကြီးတချို့ကိုတို့တိုက်နိုင်နေဆိုပြီးပျော်ကြဆွင်နေကြတယ်။အဲ့ဒီနောက်ဆက်တွဲမှာဒေသခံအရက်သားပြည်သူတွေစစ်ကြောင်တေးကြီးပြက်စီရမယ်တို့ကတို့ထဲမတွေးကြအောင်လူလူနားမလည်တတ်ကြအောင်။နော်ရှင်းပါ ERV မှာဆိုလို့ရှင်းလို့ပဲ။ဒါမှဆို ERV က ရွှေတောင်ရံမျိုးတက်ကို AA နဲ့ PDF တွေလာလိုက်တယ်။ဟောရွှေတောင်ရံမျိုးတက်ကို AA ကတင်လိုက်ပြီး6000ကိုဒီနေ့တင်တော့မယ်။ပတိန်မော်ဒယ်ဆိုကိုမနေ့ပြန်တင်တော့မယ်လို့ပြောတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့6000ကဘာမှမဖြစ်တဲ့ဘူး။ရွှေတောင်ရံမျိုးတက်မှာလည်းဘာတိုက်ပွဲသတင်းမှမကြားရတော့ဘူး။ကြားတဲ့ကအဲ့ဒီ AA လာတိုက်သွားတဲ့ရွှေတောင်ရံမျိုးစီမကြီးတဲ့ခြေပါနဲ့ဘောမီခြေရမှာရှိတဲ့အရက်သားပြည်သူတွေဒါဒုက္ခရောက်သွားရတယ်။အရက်သားပြည်သူတွေရှာဖွေစုဆောင်းသမျှ အိုးအိမ်ကြီးပျက်စီးဆုံးရှုံးသွားရတာဖတ်တယ်နော်။နော်ဒါပြင်အလေးမျက်နှာမျိုးနဲ့မှဆိုဒီလိုပဲလေးမျက်အေရီတိုင်းလေးမျက်နှာမျိုးနဲ့ပန်တော်ကြီးကြေးရွာကိုအေးအေးနဲ့ပေဒီရက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။အောင်ပွဲခံရတယ်။သူတို့အောင်ပွဲခံတာ24နိုင်မကြလိုက်ဘူး။အခုပါပြောလေ။အန်တော်ကြီးကျော်ကိုစက်တက်ကတိုက်ပွဲမရှိဘဲနဲ့လက်နဲ့ကြီးနဲ့ပြစ်နေတဲ့အတွက်ဒေသခံတွေကြောက်လန့်နေရပါတယ်ဆိုပြီးတော့ကလိန်ကကြက်တပတ်ဆောင်နေနေပြောကြတယ်။ဒါမှမဟုတ်သူတို့တိတ်နေပြောတယ်အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စက်တက်ကပြစ်တယ်လို့ပြောတယ်။နော်ချိုးလို့ချင်တာက ဆက်ကိုခေါ်ရင်ဆက်ကိုလာရဲဆိုတဲ့သဘောတရားကိုနားမလည်ကြတာအတွက်ဖြစ်တယ်။ဒီဥစ္စာကိုနမူနာမယူတတ်ဘူးဆိုရင်ရွှေတောင်ရဲ့မြို့သက်ကမကြီးပြင်ကြီးရွာနဲ့ဘုံမိကြီးရွာစစ်ကြောင်ပျက်စီးရတယ်လို့လေးမျက်နာမြို့နဲ့ပန်တော်ကြီးရွာလည်းပဲစစ်ကြောင်ပျက်စီးရမယ်။နော်ဒါကိုနမူနာယူပြီးတော့ဘကိုးတိုင်းအနောက်ရှာမင်းလာမှလည်းပဲချားမီးကိုသွားသွားမဆွဲနဲ့ချားမီးကိုသွားဆွဲရင်ချားကြိုက်ခံရလိမ့်မယ်ဗမာဒီနင်တို့လူလူတိကြပါအသိစိတ်တတ်တည်ရှိကြပါနော် ဟိုရှမ်းမြောက်ကမိုင်းရွာပြည်သူတွေတောင်မှသူတို့ရွာမှာသူတို့ရွာမှာလက်နက်ကင်ရေစခန်းချရင်သူတို့ရွာလေးစစ်ကြောင်ပြက်စီရမယ်ဆိုတာသိရတဲ့အတွက်ကျွန်တော်တို့ရွာထဲကိုမလာပါနဲ့ဆိုပြီးပြောရတဲ့ပတ်တည်ရှိကြတယ်ခမားတို့မှာအဲ့လိုပြောရတဲ့မြင့်တာရက်ခံပြီးအတနာခံရတဲ့ပတ်တည်မရှိဘူးဆိုရင်ခမားတို့ရဲ့ ခမားတို့ရဲ့မွေးရဲ့မိခမားတို့စားတည်နေပျက်စီးရလိမ့်မယ်နော်ခဏကိုပျက်စီးသွားလဲခဏပဲငါတို့ပြန်ပြီးထူထောင်လို့ရတယ်ဆိုပြီးလူပိန်းစကားမပြောနဲ့ရှေ့မှာ၄နှစ်ကျော်ကြာခဲ့တဲ့ဇကိုင်းမှာဘလို့နေထိုင်နေရလဲတရားပြည်နယ်မှာဘလို့နေထိုင်ရလဲခမားတို့နမူနာယူတဲ့မှာအချိန်မီချုပ်ရင်အဆုတ်တတ်တာပါလိမ့်မယ်